မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာဟာပြည်သူလူထုတန်ကနေဆင်းသက်ရမယ်နောက်တစ်ခါကျွန်တော်တို့စီးပွားရေးကဒီလွတ်လွတ်တဲ့စီးပွားရေးစနစ်ပေါ့ဒီအစီအစဉ်ကြီးကစီးပွားရေးစနစ်ကိုပို့ဆောင်ရမယ်နောက်တစ်ခါကျွန်တော်တို့ပညာရေးဆိုတာလည်းဝေးလံတဲ့ဒေသတွေမှာရှိတဲ့ကလေးတွေအပါဝင်ပေါ့ကျွန်တော်တို့တိုင်းရင်းသားလူနည်းစုတွေလည်းပညာရေးကိုတခြားတိုင်းရင်းသားဒန်းတူအားလုံးကျွန်တော်တို့ကဒီလူသားအရင်အမြစ်ပို့ထွက်လာအောင် ကျွန်တော်တို့ကကူညီသွားမယ် လေယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေယာပိုင်ဆိုင်တဲ့လူကကိုယ့်လေယာကိုပိုင်ဆိုင်ရမယ်ကိုယ့်လေယာရောင်းချခွင့်ပေါင်နိုင်ခွင့်ကျွန်တော်တို့အမွေစားအမွေခံပေးခွင့်ဒါတွေရှိရမယ်နောက်တော့ကျမ်းမာရေးကလည်းကျွန်တော်တို့ကျမ်းမာရေးဘူဝါရအနေနဲ့ကတော့ကျွန်တော်တို့တတ်မှတ်ထားတာကတော့ကျွန်တော်ရဲ့ဒီတိလက်ကျမ်းမာရေးဝေးလံခေါင်တည်တဲ့နေရာကကျမ်းမာရေးရောအလုံးတပြေးညီလေးကျမ်းမာရေးတွေကျွန်တော်တို့ကဆက်ဆက်ရရကူညီဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ဒါဖွဲ့စည်းထားတာဖြစ်ပါတယ်နိုင်ငံသားရေးမူဝါဒအနေနဲ့ပြောရလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒါ ဘယ်မလိုက်ပေါ့ဘယ်မလိုက်မူဝါဒကိုကျွန်တော်တို့ကျင့်သုံးသွားမယ်ကျွန်တော်တို့ရဲ့ဒါလက်ရှိကျင့်သုံးနေတဲ့အတိုင်းပေါ့ဘယ်မလိုက်ပြင်းနေကျွန်တော်တို့ကအားလုံးအဆင်ပြေအောင်ကျွန်တော်တို့လုပ်သွားမယ်လို့ကျွန်တော်တို့မူဝါဒတွေချမှတ်ထားပါတယ် ကျွန်တော်တို့ရဲ့ဒါကျွန်တော်ကမယ်မျိုးသားဒုတိယပါတီဟာလူနေစုတိုင်းသားပါတီတကူဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ရွေးရွေးချက်ကအဓိကတော့ကျွန်တော်တို့လည်းအဲမြန်မာနိုင်ငံမှာရှိတဲ့135မျိုးမှာပါဝင်တဲ့တိုင်းသားလူမျိုးစုတကူဖြစ်တဲ့အတွက်အကျွန်တော်တို့လည်းနိုင်ငံတို့အတွက်တစ်ဖက်တစ်လမ်းကဥတ္တချက်သေးတပွင့်ကျွန်တော်တို့ကူညီနိုင်ဖို့နောက်တစ်ခါကျွန်တော်တို့ရဲ့အမျိုးသားတွေဟာအင်မတန်ဆင်းရဲတယ်ကျွန်တော်ရခိုင်ပြည်နယ်မှာအများစုရှိပါတယ်သူတို့ရဲ့အခက်အခဲလေးတွေကိုကျွန်တော်ဖြေရှင်းပေးဖို့ အဲ့ဒီကိစ္စကိုအဓိကထားပါတယ်နောက်တစ်ခါဒီနိုင်ငံရေးကိစ္စအနေနဲ့ကတော့ကျွန်တော်တို့ရလွတ်တော်ကိုယ်စားလှယ်တွေပါလိဖြစ်လာလို့ရှိရင်ကိုအမျိုးသားရေးကိစ္စအပြင်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားအားလုံးရဲ့ကိစ္စတွေကိုကျွန်တော်တို့ဝိုင်းဝန်းကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝင်ရောက်ရှင်းပြနေတာဖြစ်ပါတယ်